ားလုံးမင်္ဂလာပါကျွန်တော်တို့ပြီးခဲ့တဲ့ဗီဒီယိုကလစ်ဖြစ်တဲ့ Revit VS Dynamo 001မှာဟောဒီကျွန်တော် Revit ထဲမှာရှိတဲ့ element တစ်ခုချင်းစီရဲ့ edge ကိုဖြစ်စေ surface ကိုဖြစ်စေသူတို့ရဲ့အဲ model element ကိုဖြစ်စေ select လုပ်ယူပြီးတော့အဲ့ဒီ selected element ရဲ့ အထဲမှာပါဝင်တဲ့ information တွေဖြစ်တဲ့ area တို့ volume တို့ length တို့ကိုဘယ်လို extract လုပ်လဲဆိုတဲ့အကြောင်းကိုတင်ပြဆွေးနွေးတော့ပြီးခဲ့ပြီဖြစ်ပါတယ်ဒီ video clip မှာတော့ကျွန်တော်တို့အဲ့ဒီလို select မလုပ်တော့ဘဲနဲ့ကျွန်တော်တို့ revit ထဲမှာဖန်တီးထားတဲ့ဟောဒီ element တွေတစ်ခုချင်းစီ element ဆိုတာ element category အလိုက်ပေါ့နော်ကိုဘယ်လို automatically extract လုပ်မလဲဆိုတဲ့အကြောင်းကိုတင်ပြဆွေးနွေးတော့ပါမယ်ကျွန်တော်ဟောဒီ model မှာဆိုရင်တော့အဓိကအဖြစ်ဘာတွေပါမလဲဆိုတော့ select ရှိမယ် ဒါတော့ revenue ဆိုရင်တော့ flow category ခေါ်မှာပေါ့ပြီးရင်ဒါဒီ framing category structural framing category ဒါဒီ structural column category bankage တွေကျတော့ structural foundation category ပြီးလို့ရှိရင် pine တွေကိုတော့ကျွန်တော်က generic နဲ့တုံးထတာဖြစ်တဲ့အတွက် generic category ပေါ့အဲ့တော့ category အဖြစ်ပြောမယ်တော့1 2อ่า3 4 5 category 5ခုရှိတော့အဲ့တော့အဲ့ဒီ category 5ခုစလုံးကိုကျွန်တော်တို့အာ dynamo မှာ đây là một cái tổng video ở đây ngang của em chỉ để information này thức, wiadomo, Thì, OB, Hence, con, thể… Thấy, của blue extra được lấy cháu sửa lại cháu này của tìm giải suy này tao ok rồi dùng số adding của tao mày pin cho nó đôi tay một point two point one của cho nó quay lại mày tìm áp pin cho nó hiểu lại mày automatic của information này extra lâu phụ အရင်ဆုံးလိုတာဘာလို့မလဲဆိုတဲ့ခါကျ category ဆိုပြီးလိုပါလိမ့်မယ်ရှိ A D E G O R I E S category ပေါ့အဲ့တော့ကျွန်တော်အာ recommend လုပ်တာကတော့ကျွန်တော်တို့ဟောဒီပေးထားတဲ့ library တွေကနေပြီးတော့ဒီလိုတခုချင်းသွားရတဲ့စာလို့ရှင်ကိုလုတ်ချင်တယ်ကိုဖန်တီးချင်တယ်အာ information နဲ့အနည်းစာဆုံးကိုဒီမှာ type လုပ်လိုက်လို့ရတာပေါ့ type လုပ်ပြီး share လုပ်ရတယ်ဒီတော့ပြောတာဆက်လက်တော့ဒီမှာဆိုရင်ကျွန်တော်အရင်ဆုံး ျွန်တော်လိုချင်တော့ volume လိုချင်တယ်ဆိုတော့ဆိုတော့ volume v o l u m e volume volume ဆိုရင် volume နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရနိုင်တာ solid dot volume ကိုရမယ် solid dot volume ဆိုတော့လာပြီ solid ရဖို့အတွက်ဒီဒုတိယအဆင့်နေလဲဘာလို့လဲဆိုတော့ကျွန်တော်တို့ရနိုင်တာ element ပဲရနိုင်တာဆိုတော့ e l e m e n t element dot solid ပေါ့ element dot solid အဲ့တော့ကျွန်တော်တို့ကျွန်တော်ရတဲ့ element အဲ့တော့ကျွန်တော်တို့တကယ် result ရှိတာ solid of volume ရှိတဲ့အတွက်ကြောင့်မလို့ java tick code လေးကိုခံပြီးလေးတဲ့ပေါ့ပါဟာပြီနော် element ရပြီဆိုရင်ဟောဒီ element ကနေပြီဘယ် element ဘယ် category တဲ့ element တွေဆွထုတ်ပါလဲဆိုတဲ့ကိစ္စရှိတယ်အဲ့တော့ကျွန်တော်အရင်ဆုံးဒီပေါ်မှာ category ဆိုပြီးတော့ရိုက်ထားတယ်မရှိ a d e g o r i e s category ဆိုရင် category ဆိုတာပေါ်လာမယ်ဒါ selection လောက်တာပေါ့နော် အဲ့တော့ကျွန်တော်တို့ခုနလိုပထမဗီဒီယိုကလစ်တော့လည်းသွားပြီးတော့1 by 1 clip မလုပ်တော့ဘူး category နဲ့တခါတည်း clip ဆွဲချလိုက်မယ်အဲဆက်လက်လုပ်မှာပေါ့ဒီနေရာမှာအရင်ဆုံးကျွန်တော်တို့ flow သုံးမယ်ဆိုတော့ဟောဒီမှာ pull down list မှာ flow ရှိတယ် flow flow ဆိုတော့ကျွန်တော်တို့ဟောဒီ revit ထဲမှာရှိတဲ့ flow တွေအကုန်လုံးရဲ့အာ volume ကိုကျွန်တော်တို့ရှာမှာပေါ့နော်အဲ့တော့ category ထွက်လာပြီ ပြီးလို့ရှိရင် all elements all element e l e m e n t s of category c a d ရေးလိုက်ရင် all element of category ဆိုတဲ့ note ကိုရမယ်သူကိုကျွန်တော်တို့က category theory category တော့ဟုတ်ပြီဒီ category ထဲမှာရှိတဲ့ element တွေကိုကျွန်တော်တို့ကဆွဲထုတ်ချင်တာဆို element ရပြီဟောဒီ element တွေကနေမှတစင်ကျွန်တော်တို့ကဒီ theory element ကိုချိန်မယ် element of solid ဆိုတော့ရှိတဲ့ element တွေကို solid အနေနဲ့ပြောင်းလိုက်မယ်ပြီးတော့အဲ့ဒီ solid ရဲ့ volume ကိုထုတ်မှတာပဲအဲ့တော့သူရဲ့ programming ရဲ့သဘောကတော့ login result ကိုအရင်ထုတ်ပြီးတဲ့အခါမှာကို login ရဲ့ source ကိုရှာပြီးတော့ဒီ jar ထဲမှာလိုအပ်တဲ့ information တွေကိုချိတ်ဆက်ပေးပေါ့ပြီးရင်ကျွန်တော်တို့ run လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ flow တွေရမယ် okay flow တွေရဲ့ volume တွေဒီဒီကနေချိန်လို့ရမယ်လောက်ချလိုက်ရင်မြင်ရမယ်ဘယ်နှခုရှိမလဲဆိုတော့1 2 3 4 5 6 တော့ list တွေဒီဘယ်ကနေစလဲဆိုတော့ list တွေကိုသူတို့ကောက်လို့လည်းဟာအရေးအရေးအတွက်ကိုနာမည်ပေးတဲ့ခါမှာ list တွေ0ကစရတယ် list 0 list 1 list 2 list 3 list 4 list 5ဆိုပြီးတော့ list 6ခုရမယ် list 6ခုဘာလို့ရလဲဆိုတော့ဟောဒီ model မှာကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ celebrate အနေနဲ့မှာပြာသွားမယ်1 2 3 3ခုရှိတယ်ပြီးတော့ကျွန်တော်ဒီမှာ drop ချထားတဲ့အတွက်နောက်ထပ် slab 3ခုရှိတယ် total ဒီ6ခုရှိတယ်ဘောနော်အဲ့တော့ ဒီနေရာမှာကျွန်တော် model တစ်ခုလို့မြင်နေရင် control b လေးနှိပ်လိုက်ပြီးလို့ရှိရင် scroll bar လေးကိုလှိမ့်လိုက်အဲဒါကျွန်တော်တို့ရဲ့ဒီ extra လောက်ထားတဲ့အာဒီ slide တွေရမယ်တွေ့ရမယ်6ခုရှိတယ်ဟုတ်ပြီနော်ဒီ6ခုရဲ့ volume ဒီမှာထွက်လာလိမ့်မယ်အော်ဒါဒီ အာကျွန်တော်တို့ရဲ့ဘာခေါ်မလဲဒီ flow တွေရဲ့ volume ပေါ့ဟုတ်ပြီနော်အဲ့တော့ column ဆိုလို့ရှိရင်လည်းထုံနေလောက်အောင်မယ်ကျွန်တော်တို့ကဒါလေး copy copy ပေါ့တင်လိုက်မယ်အဲ sorry ဒါ you will move flow တော့နော်ဒါလေး copy copy ပဲပြန် paste ချလိုက်မယ် control v နဲ့ control c control v နဲ့ပဲ paste ချလိုက်မယ် okay ဟိုအပေါ်ကောင်လေးကိုအပေါ်ခဏရွှေ့ထားလိုက် အောက်မှာဒီ category နေရာမှာကျွန်တော်တို့ကဘာပြောင်းလိုက်မလဲဆိုတဲ့အခါကျတော့ framing ကိုပြောင်းလိုက်မယ် structural framing st တိုက်ပြချလိုက်ရင်ဒီမှာတွေ့မယ် structural framing framing ဆိုတော့ဒီအောက်မှာရှိမယ် okay structural framing ဆိုပြီးတော့ run ချလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ beam နေဟာဒီ model ထဲမှာရှိတဲ့ beam တွေကိုတခါတည်း extract လုပ်ပြီးသားတွေ့ရလိမ့်မယ်โอเคအဲ့တော့အဲ့ပြီးတော့အဲ့ဒီ beam တွေရဲ့ ျွန်တော်တို့ရဲ့ volume တွေကိုကျွန်တော်ဒီမှာရမယ်။ရတဲ့ volume တွေအကုန်လုံးကတော့ millimeter square အဲ millimeter cube တင်နေပဲဖြစ်လိမ့်မယ်။ဒါကို meter ပြောင်းရင်နောက်မှ convert လုပ်ပြီးပြောင်းလိုက်ပေါ့။ converter နဲ့ပြောင်းလိုက်။ Okay ။အဲ့တော့ဒါဒီကျွန်တော်တို့ဘာထွက်လာပြီလဲဆိုတော့ column ထွက်လာပြီ။ Uh sorry framing ထွက်လာပြီ။ column ဆိုလဲထုံနေလောက်မယ်။ဒါလေးကို copy ကူးပြီးတော့ paste လုပ်လိုက်မယ်။ပြီးရင် ီနေရာမှာ structural column ဆိုပြီးပေးလိုက်ရပြီဒီ run လိုက်ရမယ်အဲ့ဒါ structural column တွေပါဒီမှာထွက်လာလိုက်မယ် foundation ဆိုတဲ့ထုံတွေကိုအောင်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ total volume နဲ့ရပြီအဲ့တော့ဒီ total volume နဲ့ကနေတစ်ဆင့်ကျွန်တော်တို့ bar set လုပ်မယ်ဆိုတော့နောက်ဆက်တွဲကျွန်တော်တို့ဒီ quantity take off လုပ်ချင်တယ်ဆိုတဲ့ခါမျိုးကြရင်ဒီ volume တွေကို excel ပို့လိုက်ပြီးတော့ quantity take off လုပ်ရမယ်ပေါ့နော် okay ဒါကတော့အာ ျွန်တော်တို့အာဒီ category တွေကို extra လုပ်ပြီးတော့အဲ့ဒီ category တွေကနေမှ element alike ရဲ့ information တွေကိုကျွန်တော်ဆွဲထုတ်တာပါနော် okay excel ပို့ရတဲ့ဆင်ခလာထားလိုက်အောင်ပါကျွန်တော်ဒီနေရာမှာဒီ flow နဲ့ပတ်သက်ပြီးတော့ okay အာကျွန်တော်တို့ကြည့်အောင်ဒီ column နဲ့ pin တွေကိုခဏဖယ်ထားလိုက်ကိုကျွန်တော်တို့ရတာ all elements of category အာဒီဒီ element နဲ့ပတ်သက်တဲ့ ီ flow ဆိုတဲ့ category ရဲ့ theme ရှိနေတဲ့ flow element တွေရဲ့ volume ကိုထုတ်တာပေါ့အဲ့တော့ဘာထုတ်လို့ရသေးလဲဆိုတော့ hurry flow ရဲ့ဘာတွေလဲဆိုတော့သူတို့ရဲ့အဲရက်တီနေတဲ့ element တွေရဲ့ level ကိုလည်းကျွန်တော်တို့ extract လုပ်လို့ရတယ်ဘယ်အနေ extract လုပ်မလဲဆိုတဲ့အခါကျတော့ element element.level ဆိုပြီးရှိတယ် ဒါတော့ element of level ဆိုတာကတော့သူ့ရဲ့ original code တော့မဟုတ်ဘူးသူဒီဘယ်ကလာရလဲဆိုတဲ့အခါကျတော့အာဘာခေါ်မလဲဒီကျွန်တော် clock clockwork ကလာတာပေါ့အဲ့တော့ဒီ clockwork ဆိုတာဘာလဲဆိုတော့ကျွန်တော်တို့ရဲ့အာ addition နဲ့ထည့်ထားတဲ့ package ပဲဒီ clockwork ဒီဘာရှိလဲဆိုတော့ clockwork clockwork ဒီ cc ဆိုတဲ့မှာရှိတယ် ပုံမှန်အဖြစ်အာဒိုင်နမိုကို install လုပ်တဲ့အချိန်မှာသူပါကျမပါလာမယ်သူ့လိုချင်ကျွန်တော်တို့ package ကနေသွားပြီးတော့ install လုပ်ဖို့လိုတယ်အဲ့တော့အဲ့ဒါရှိပြီဆိုရင် lend.level ပေါ့အဲ့တော့သူဖွင့်လိုက်မယ်ဆိုရင် element.level ဆိုတာကိုရမယ် element.level ဆိုတော့ဒီပုံမှာထည့်လိုက်မယ်ဒီနေရာမှာ watch လေးတည်းကြည့်မယ်ဆိုတော့ဒါမှမဟုတ်ရှင်လဲကျွန်တော်ဒီအားလေးနဲ့ကြည့်ပါမယ်ဒါလေးကို run လိုက် ပြီးရင်အောက်မှာ sorry ဒီမှာလာလို့ရှိရင်သူဒီကျွန်တော်တို့ flow တွေမှာရှိတယ် level level 2မှာနှစ်ခုရှိတယ်3မှာနှစ်ခုရှိတယ်1မှာရှိတယ်စသဖြင့်ပေါ့နော်အဲ့ဒီ level တွေကိုရမယ်အဲ့တော့ level တွေကလောလောဆယ်အပြင်ဆိုလို့ရှိရင်တော့သိရှိလေးရတယ် elevation block level မှာရှိတယ် block လောက်မှာရှိတယ် block လောက်မှာရှိပဲပေါ့နော်အဲ့တော့ဒီဒီအာဒီ flow တွေရဲ့ level တွေကိုဒီရရပါဘော Okay အဲ့တော့ ဒါမှမဟုတ်ဘဲနဲ့ကျွန်တော် level ရဲ့ name ပဲလိုချင်တာဆိုလို့ရှင်လဲပါလာမလဲဆိုတော့ level.name l e v e l level. n a m e name ဒါကျတော့ revenue မှာပေးတတ်ပြီဒါအဲ့တော့ဒီ level ရပြီဆိုတော့ဒီ level ကနေမှာတဆင့်ကျွန်တော်တို့ကကြည့်ကြ watch လေးတုံးလိုက်ပါဦး dch watch လေးတုံးမယ်ဆိုတော့ခါလေးကြရင်ဒီကောင်လေးဖြန့်ထားရတာနည်းနည်းမျက်စိနောက်လေး အဲ့တော့ element level ရပြီဆိုရင်ဒီ level ကနေမှအဲ့ဒီ level ရဲ့နာမည်တွေကျွန်တော်တို့ဘယ်လိုပေးထားလဲဆိုတော့နာမည်တွေကိုကျွန်တော်တို့ extract လုပ်တော့ပေါ့ဒါဆိုရင်ကျွန်တော် level 1 2 3 4ဆိုပြီးတော့ဒီမှာရှိနေလိမ့်မယ်အဲ့တော့ဒါဒီကျွန်တော်တို့ဟိုဒီက extract လုပ်လာတဲ့ flow တွေရဲ့ level တွေကိုပြတာပဲအဲ့ through ဒီ season လို့စီထားတယ်ဘာလို့လဲဆိုတဲ့အခါကျတော့အာဘယ်ပုံမူတည်ပြီးစီထားတာဆိုတော့သူတို့ရဲ့ element id တွေပုံမူတည်ပြီးစီစီထားတဲ့သဘော အသေးချောင်းသိကြရင်ကျွန်တော်တို့ဒီနေရာနေပြီးတော့ hori slip ဒီ6ခုရှိတယ်6ခုရဲ့ element id ကိုကျွန်တော်စစ်ကြည့်အောင် element .id ပေါ့နော် id ဒါနောက်ထပ် hori element ရဲ့ information တခုဖြစ်တဲ့ id ကိုကျွန်တော်စစ်ပါ okay copy ကူလိုက် watch ကို copy ရင် paste ချလိုက်မယ်အဲ့တော့ဒါလေးနဲ့ချိန်လိုက်မယ် run ကြည့်လိုက်အဲ့တော့ element id ဒီ အခုလောလောဆယ်ဒီအစီအစဉ်ဒီဘယ်လိုစီထားလဲဆိုတော့ element id ရဲ့အာအနေအများပုံမူတည်ပြီးတော့စီထားတာဒါပဲ okay အဲ့တော့အခါကျမလို့ဒီမှာဒီ1ဒီအောက်မှာရှိတယ်2ဒီအပေါ်မှာရှိတယ်3ဒီအလဲမှာရှိတယ်အဲ့လိုအစီအစဉ်နဲ့ဖြစ်နေတိုင်းဖြစ်နေတာအဲ့ဆိုတော့2ဒီဟောဒီ level မူတည်ပြီးစီထားတာမဟုတ် dynamo ကနေ information ကို extra လုပ်ပြီးစီပြီးဆိုရင်တို့ဒီ element id နဲ့ပဲစီလို့ရှိတယ် အဲ့ကိုကအဲ့ဒါကိုမှဒီ level နဲ့ပြန်စီရင်လည်းဆိုလို့ရှိရင်စီဖို့အတွက်ကျွန်တော်တို့ short tools တွေတုံးပြီးတော့စီရတာပေါ့နော်ဒီ chain တွေရလာပြီဆိုတော့ဒီ chain တွေရလာပြီဆိုရင်ကျွန်တော် information တုံးကိုရလာပြီအဲ့ဒီ ID ရဲ့ element ရဲ့ရက်တည်တဲ့ level ရဲ့ပြီးတော့အဲ့ဒီ element ရဲ့ volume ရဲ့အဲ့တော့ဒီသုံးခုကိုကျွန်တော်တို့က list အနေနဲ့ဖန်တီးခြင်းပြီးဆိုတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ list create လုပ်မယ် list create okay list create လုပ်မယ်ဆိုရင်ဒီမှာ list က3ခုရှိတယ်ဖြစ်တဲ့အတွက် plus plus item 0 item 1 item 2ဆိုရှင်မယ် item ပထမဆုံး item ဒီ ID ဖြစ်မယ်ဒုတိယ item ဒီ level ဖြစ်မယ်တတိယ item ဒီသူရဲ့ volume ဖြစ်မယ်ပြီးရင်ကျွန်တော်တို့ဒီ watch ကိုဒီဘက်ကိုလာထားလိုက်မယ်ဆိုတော့ run ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တွေ့ရမှာဒီ light မဲ့ ID နဲ့စီမယ်ပြီးလို့ရှိရင် list တွေနဲ့စီမယ်အဲပြောရမယ် list level နဲ့စီမယ်ပြီးလို့ရှိရင် hurry အောက်မှာမှာဘာနဲ့ဆက်စီမလဲဆိုတဲ့အခါကျတော့သူ့ရဲ့ volume နဲ့ဆက်စီမှာပေါ့အဲ့တော့အခုလို list ရလာပြီဆိုလို့ရှိရင် hurry list တွေကိုကျွန်တော်တို့က excel ကိုပို့လို့ရပြီအဲ့တော့ hurry flow တွေရဲ့ area တွေက block volume တွေက block ဆိုတာကိုကျွန်တော်တို့က excel ပို့ပြီးတော့ကျွန်တော်တို့အာတခြားသော for the value engineering တွေလုပ်လို့ရတာပေါ့ဆိုတော့ quantity ထုတ်တာတော့ found area တွေ့တာတော့စသဖြင့်ပေါ့နော် okay အဲ့တော့ဒီ chain တွေကနေပြီးတော့မှတစ်ဆင့်ပါလို့မလဲဆိုတော့ကျွန်တော် excel ကိုပို့တဲ့အဆင့်ကိုကျွန်တော်နောက်နောက် now step ကြရင်ကျွန်တော်ရှင်းပြပါမယ်နော် okay ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ revit ကနေရလာတဲ့ element category alike ရှိတဲ့ element တွေကိုကျွန်တော်တို့ဒီမှာရှိတဲ့ information တွေပေါ့နော် category alike ရှိတဲ့ element တွေရဲ့ information တွေကိုကျွန်တော်တို့ extract လုပ်တာပါ element တွေတစ်ခုတည်းပို့တဲ့ element တွေကိုကျွန်တော်တို့ extract လုပ်လို့ရတယ်ဒီနေရာမှာဆိုရင် volume level id အဲ့ဒါအပြင် slab တစ်ခုချင်းစီမှာတို့ marking တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ marking တွေ alike ကိုကျွန်တော်တို့ကထပ်ပြီးတော့အာ information တက်ထည့်လို့ရတယ် logic တွေမှာဆိုလို့ရှိရင်ဒီ flow 6ခုရဲ့ marking တွေကျွန်တော်တို့မသိသေးဘူးဆိုတော့အာအဲ့တော့ဒီမှာ blank အနေနဲ့ထည့်ခြင်းလဲဆိုလို့ရှိရင်ဘာလာမလဲဆိုတော့ဒီနေရာမှာအာဘာလို့ထည့်မလဲဆိုတော့ကြတော့ get get parameter sorry p a r a m e t e r get parameter by value name ဆိုတော့ဒါဒီပါလဲဆိုတော့ဟောဒီအာ element တွေရဲ့ထဲမှာရှိတဲ့ parameter တွေကိုကျွန်တော်တို့ကရှာတာဘယ်လို parameter မျိုးတွေလဲဆိုတော့ဥပမာကြည့်အောင်အာ revit ထဲကိုသွားလိုက်သူတို့ instant parameter ဒါမှမဟုတ် type parameter ပေါ့အဲ့တော့ instant parameter ပဲကြည့်မယ်ဆိုရင် select flows ကို select ပေးလိုက်အော်ဒီ flow တစ်ခုမှာရှိတဲ့ဒီ parameter တွေကိုကျွန်တော်တို့က extract လုပ်ရတယ်အဲ့တော့ဒီနေရာမှာဆိုရင် height offset from level ပေါ့ height offset from level ဆိုရင် channel ခုရှိနေပြီးတော့ flow 3ခုဒီ main flow 3ခုဒီသူ့ရဲ့ level 0မှာ offset 0မှာရှိတယ် channel ဒီ small လေးတွေတိတိလေးတွေကြာတော့ပါရှိလဲဆိုတော့ဒီ flow ကနေပြီးတော့ကျွန်တော်တို့တခုခု value ချထားတယ်အဲ့ဒီ information တွေကိုထည့်ခြင်းလဲဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့ get parameter ဆိုတဲ့ခုနကျွန်တော်ခုန introduce လုပ်တဲ့ note ကိုတောင်းရမယ်အဲ့ဒီနေရာမှာပါတိဖို့လို့လဲဆိုဟောဒီ ပါရာမီတာရဲ့ name အသေးစိတ်သိဖို့လိုတယ် height offset from level ပထမဆုံးအလုံးနေသည် capital letter တွေ okay ဒါလေးမှတ်ထားလိုက်ပြီးရင် dynamo ရှိပြန်လာခဲ့ဒီနေရာမှာ parameter name ကိုကျွန်တော်က string နေနဲ့သုံးရမယ်ဆိုတော့ဒီနေရာမှာ double click နှိပ်လိုက် code block ပေါ်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမျက်ခုံးလေးနှစ်ခုကြားထဲမှာ e i n g h height offset f f s c t from level ဒီမျက်ခုံးပြန်ပေးပြီးလို့ရှိရင် semi column တုံးလိုက်ဒီ name မှားလို့ရှိရင်မှားတဲ့လျောက်ဒီ by information မထုတ်ပေးမှာမဟုတ်ဘူးเนาะအဲ့ဒီ name ဒီကျွန်တော်တို့ဟောဒီ revit ထဲမှာရှိတဲ့ name ဖြစ်ဖို့လို့ဒီ name တိကျဖြစ်ဖို့လို့โอเคအဲ့ဒါရပြီဆိုလို့ရှိရင် dynamo ရပြန်လာခဲ့ PND ဒီနေရာမှာကျွန်တော်ပါလာမလဲဆိုတော့သူ့ကို run နိုင်မယ် PND ဒီနေရာလေးနဲ့ကြီးလိုက်မယ်ကာစာလေးချက် ီလေးပင်လေးကိုနှိပ်လိုက်ဒါဆိုရင်ဘာလို့မြင်ရမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ flow သုံးခုဒီ level offset ကနေပြီးတော့ level ကနေပြီးတော့0 offset ရှိပြီးတော့ channel သုံးခုဒီ -200 offset ရှိတယ်ဒီ information မှာထပ်ထည့်တော့အဲ့တော့ကျွန်တော် information ဒီ၄ခုဖြစ်သွားပြီဆိုတော့နောက်ထပ်တစ်ခုထပ်ပြီးတော့ add လုပ်လိုက်မယ်ဒီကောင်ကိုဒီ setup ကတစ်ခုတည်းကိုချိန်လိုက်မယ်ပြီးရင် tab run လိုက်မယ်ဆိုရင်ကျွန်တော်တို့ဟိုဒီ list ထဲမှာ list group main list group ကြီး၄ခု ရဲ့အောက်ဆုံးမှာဘာကိုတွေ့ရမလဲဆိုတော့ horizontal offset တွေတွေ့ရမယ်အဲ့တော့ဒီနည်းနဲ့ get parameter ဆိုတော့အဲ get parameter လေဒီ element.get parameter value by name ကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီကျွန်တော်တို့လိုချင်တဲ့ information တွေကိုကျွန်တော်တို့ဒီ extract လုပ်ယူလို့ရတယ်အခုတော့ data user parameter တခုပဲယူတာပေါ့နော်အဲ့ထဲမှာပါရရှိတယ်ဆိုတော့တခြား parameter တွေအများကြီးရှိသေးတယ်အဲ့ဒီ parameter တွေကိုပါကျွန်တော်တို့လိုချင်ယူလို့ရတယ် area ယူလို့ရတယ် volume ယူလို့ရတယ် ပြီးလို့ရှိရင် parameter ယူကြည့်လို့ရသေးတယ်အဲ့ parameter လိုချင်တယ်ဆိုလို့ရှိရင်လည်းထုံးလိုက်မယ်ဒီမှာစလုံးပေါင်းလေးကိုကြည့်ထားလိုက်ဒီစလုံးပေါင်းမှာပါရေးကြည့်လို့ဆိုတော့ဒီဒီသူရဲ့ capital letter small letter စီစဉ်ပုံရေးကြည့်တယ်အရင်ကမှပြန်လာပြီးတော့ oh sorry အာနောက်ထပ် get parameter နောက်တစ်ခုထပ်ယူလို့ရတယ်ဒီကုတ်ဘလော့လေးပဲဒီကုတ်ဒီကုတ်ဘလော့ view ကိုထားပါတော့ copy ဖြူလိုက်မယ် ဒီထဲမှာ area လိုချင်တယ်ဆိုလို့ရှိရင်ဒီ code block မှာပဲနောက်ထပ်အနေနဲ့အာ area ပေါ့ area ဒါ parameter name ပြီးရင် volume volume ရှိပြီးသားဆိုတော့ parameter PERI METER ဒါဆိုရင် information သုံးခုထွက်လာပြီအဲ့တော့ဒီထဲမှာနောက်ထပ်တစ်ခုထည့်ယူမယ်ဆို V ဆိုတော့ဒါလေးကိုကြောင့်ပြန်ပိတ်ထားလိုက်မယ် okay ဒါကိုဖွင့်ထားမယ်ဒါကိုလည်းဖွင့်ထားမယ်ဆိုတော့ပြီးရင်ဒီ information ကဒီလိုလားဒီ information ကဒီလိုလားဆိုတော့ get get parameter value by name ဆိုတဲ့သဘောကဒီ element ဟောဒီ element တွေမှာရှိတဲ့ဟောဒီ parameter တွေရဲ့ value ကိုကျွန်တော်တို့ကဆက်ခေါ်ထုတ်တာပေါ့ run လိုက်မယ်ဆိုလို့ရှိရင်အဲဒီမှာကြည့်လိုက်သူ့ရဲ့ area တွေရမယ်ဒါဆိုရင် ဒီ slab တွေရဲ့ area ဒါဆိုရင် hori slab ရဲ့ parameter ရမယ်။ဒါပဲ။ပြီးတော့မှ unit convert လောက်တာကခုနကကျွန်တော်ရှေ့မှာပြခဲ့တဲ့အာ convert တော့အဲပြောရမယ် convert တော့လေ CNV ERD convert between unit ကနေပြီးတော့ဒီကောင်းနဲ့ change ပြလိုက်လို့ရတယ်။ဒီ information တွေမှာထည့်ခြင်းလဲဆိုရင်ဒီထဲမှာ plus plus ဆိုပြီးထပ်လုပ်လိုက်ရမယ်။ဒီ information အတီကိုတော့ဒီ information အတီကိုတော့ပြင်ထပ် run လိုက် ဒါဆိုရင်ဟောဒီ flow ရဲ့ဒီ height of height offset from level အပြင်ဘာတွေထပ်ရလာမလဲဆိုတဲ့အခါကျတော့ zoom နဲ့ကြည့်လိုက်ဒီနေရာမှာနောက်ထပ် information တွေအနေနဲ့ကျွန်တော်တို့ရဲ့ area ရမယ်အဲဆိုဒီကောင် area လားဟော area မဟုတ်ပါလို့မလဲဒါကတော့ parameter ပဲသိကြတယ်ဒါကတော့ဒီကောင်ဒီနေရာမှာ area တန်ပေးတယ်ဒီ area ကိုကျတော့သူဘာနဲ့တန်ပေးလဲဆိုတော့ဟိုဘက်ကရှိတဲ့ value တိုင်းတန်ပေးတယ် value က ဒီလိုဆွတ်ခေါ်လိုက်လို့ရှိရင်ရလာတဲ့ value ဒီဘာနဲ့ရတယ်လဲဆိုတော့ meter square နဲ့ရတယ် meter square ကဘာလဲဆိုတော့ hori revit ထဲမှာရှိတဲ့ hori information အတိုင်းသူတံပေးတဲ့ဒါပဲသူကကြာဒါကြတော့ဘယ် follow လုပ်လဲဆိုတော့ hori manage တွေက project unit ကို follow လုပ်တယ်ကျွန်တော်တို့စောစောပိုင်းပြတဲ့ဒီ solid အဲပြောရမယ်ဒီ volume ထုတ်တဲ့ကောင်ကြတော့သူဒီအာ Revit ရဲ့ project unit ကို follow မလုပ်ဘူးအားလုံး millimeter နဲ့ပဲပေးတယ်ဒါလေးချက်ကိုတော့နားလည်ဖို့လိုမယ်အဲ့တော့ဒီနေရာမှာပါရှိလဲဆိုအခုနလိုအစင်းစင်းထုတ်တာတဲ့စာလို့ရှိရင်ကျွန်တော် hori volume ဒီ get element.get parameter value by name ကိုအသုံးပြုပြီးတော့ volume ထုတ်ခြင်းနဲ့ထုတ်လို့ရတယ်အဲ့တော့ဒီအစင်းကြားမှာရှိတဲ့ဒီအစင်းမလို့တော့ဘူးပေါ့ဒီ solid ဒီဒီနှစ်ခုမလို့တော့ပဲ ਨੇ element.solid ရယ် solid.volume ရယ်ဆိုတော့ဒီနှစ်ခုမလို့ပဲ ਨੇ တခါလဲတန်းပြီးတော့ ီ information ကို extract လုပ်လို့ရတယ်အဲဒီနေရာမှာဆိုတော့ဥပမာ volume ဆိုတော့ဒီနေရာမှာကျွန်တော်တက် copy တစ်ခုတက်ပို့လိုက်မယ် v ဟမ်ဒါလေးကိုဒီကိုပို့လိုက်မယ်ဒီ information ကဘယ်လိုတော်မလဲဆိုတဲ့အခါကျတော့အာနောက်ထပ်တစ်ခုရှိတော်မယ်ဆိုတော့ being running ့သူဒီရလာတဲ့ volume ဒီ meters meter cube နဲ့ရမယ်အပေါ်မှာကျွန်တော်တို့ရထားတဲ့ volume ဒီ millimeter cube နဲ့ရထားတာအဲ့ဒီကွာချက်ချက်လေးရှိတယ်ဒါလေးတီးဖို့လဲလိုရတယ်ဆိုတော့ data တွေကိုပြန်ပြီးတော့ adjust လုပ်မယ်ဆိုတော့ adjust လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ thorny category ဒီဒီကနေဆွတ်ထုတ်လာမယ်ပြီးပထမအဆုံးအနေနဲ့ element id ဒုတိယအနေနဲ့ level ဟုတ်ပြီနော် ါဒါဒါလေးကိုဘယ်လိုလာမလဲဆိုတာ level သဘောရှိနေတာဒီဒီ watch မလို့ဆိုရင်လည်းဖြစ်လိုက်ပြီးလို့ရှိရင်နောက်တစ်ခုက volume ဟုတ်ပြီနော် volume ရှိမယ်နောက်တစ်ခုကဘာလဲမသိဘူး scope block တွေနဲ့လာမယ် element get element from parameter လာမယ်တစ်ခုနှစ်ခုပြီးရင်သုံးခုပြီးရင်လေးခုပေါ့ဟောဒီ log တွေကိုဖြုတ်ချလိုက်ဖြုတ်ချလိုက်ဖြုတ်ချလိုက် ို့ရှိရင်ဒါသူ့ရဲ့ list ဖြစ်သွားမယ်သူ့ရဲ့နောက်ဆုံးထွက်လာမယ့် list ဖြစ်မယ်အဒီနေရာမှာဘာတစ်ခုပြောဖို့လိုလဲဆိုတော့ကျွန်တော်ဟောဒီ note တွေကိုတသက်ရရလေးတွေရှိနေတယ်ဆိုလို့ရှိရင်ဒီနေရာမှာအရင်ဆုံးဘာလို့ရမလဲဆိုဒီ note တွေကို select ပြီး oops backlink နဲ့ပြီးလို့ရှိရင် align selection မှာကျွန်တော်ဒီကောင်ကျတော့ top နဲ့ select လုပ်လိုက်မယ် top ဖြစ်သွားမှာဟာပဲနော်ဒီနှစ်ခုမှာဆိုလို့ရှိရင်ဒီကို select ပြီးမယ် right click နဲ့ align မှာ right တုံးလိုက် align selection မှာ right တော့ရင် right align ဖြစ်သွားမယ်ဒါလေးကိုပြေးလိုက်ဒီမှာရှိနေတဲ့မညီမညာဖြစ်နေတဲ့ကောင်းတွေအလုံး select ပြေးလိုက်ပြီးရင် right click နဲ့ပြီးတော့ align selection မှာ right ထားလိုက်ဒါဆိုအလုံး align ဖြစ်သွားမှာ okay ကျန်တာလေးနည်းနည်းလိုတာလေးညှိပါ့မယ်အဲ့တော့နောက်ဆုံး file နဲ့ရပြီဆိုရင်ဒါဒီကျွန်တော်တို့ load ခြင်းနဲ့ကုတ်ပဲအဲ့ဒီကုတ်တစ်ခုရပြီဆိုရင်ကျွန်တော်ဒီကုတ်ကိုကျွန်တော်တို့ကဒီမှာ save ထားလိုက်မယ်ပြီးရင်နေရာတစ်ခုမှာ save ထားလိုက်ပါ့ အဲ့ဒါဒီ holy float bear revive မှာဖွင့်ဖွင့်လိုက်ပြီးတော့အာ run လိုက်လို့ရှိရင်အဲ့မှာရှိတဲ့ flow တွေမှာ flow တွေရဲ့ information တွေဖြစ်တဲ့ element id element ရဲ့ level တွေအဲ့ဒီ element နဲ့ပတ်သက်တဲ့ level အဲ့ဒီ element နဲ့ပတ်ရဲ့ volume တွေအဲ့ဒီ element ရဲ့ channel information တွေဖြစ်တဲ့အဲ့ဒီ height offset from level တို့ area တို့ parameter တို့ volume တို့ဆိုတာဒီတစ်ခါတည်း list လုပ်ပြီးသားရလိမ့်မယ် okay အာဒါကတော့ကျွန်တော်တို့အာ Revit ထဲမှာရှိတဲ့အာ category လိုက်ရှိတဲ့ element တွေရဲ့ information တွေကို extract လုပ်တဲ့နည်းပဲဖြစ်ပါတယ်။ရှင်းလာမဲ့ video ကြည့်လို့ရှိရင်တော့ကျွန်တော်အဲ့ဒီ information တွေကို excel ကိုပို့တဲ့အကြောင်းတင်ပြဆွေးနွေးသွားပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။